အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာဆိုရင်တော့ဆရာကြီးဥဒုခရေးသားတဲ့စိတ်မနိုင်ကြောက်မနိုင်ဆိုတဲ့ဇလံလေးကို တင်ဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်ခံစားနားဆင်ပေးကြပါဦးခင်ဗျာလှရီမုံကိုကိုခမောင်းဦးမြမန်တမ်းမိတာကတော့သူတို့မန်နေဂျင်းထားတဲ့ဥအောင်ဆိုင်ဤဧကံပွဲမှာဖြစ်တယ်နာမည်ကလေးကလှရီမုံတဲ့ယောက်ျားတိုင်းမဆိုးထားနဲ့အိတ်တာမစ္စရိယမကင်းနိုင်ကြသောမိမပိုင်းကပင် သူ့ကိုကြည့်၍သူ့အလှကိုချီးမွမ်းနှက်လိုကြရတယ်။ဟိုမိမ့်မှနဲ့ချောလိုက်တာတော့ချောထားတဲ့ရင်းနာကပူပါတယ်ရှင်။သူ့အလုံးအရက်ကလေးနဲ့သူ့အသားရည်အချိုးစက်နဲ့အစင်ပြေးလိုက်တာ။မယ်ရွေးပွဲဝင်လိုက်ရရင်ဒေါ်လာ။ကျမလိုပြေဟောလီဝုဒ်သွားပြီ။မြန်မာဇားလိုက်မင်းသမီးကလေးလုံးမှာပဲ။ဘယ်သူသမီးလဲ။သူ့နဲ့တွေ့လာတာသူ့အမေများလား။သူ့အမေဆိုလဲမိမချောကြည့်ပဲ။ဟုတ်တယ်။သူ့အမေလေး။ သူတို့ကတောင်းကြီးကသူတို့အဖေကဆရာဝန်ကြီးပေါ့မနဲ့ကစုံသွားချတာဒီနေ့တော့ရန်ကုန်ပြောင်းလာကြတယ်ထင်ပါရဲ့ဥအောင်စန်းနဲ့ဆွေးမျိုးတော်တဲ့ကြားတာပဲဒါကြောင့်လဲဒီအဲ့ခံပွဲကို လာကြတာပေါ့ယောက်ျားပြိတ္တကမှုလှရင်မုန်းလို့ရှိရသူမကြာခဏပြမနေကြပုံ ပေါ်တယ်ကိုခမောင်းဦးအနာက လူကြီးလူကောင်းတယောက်ကတော့စိတ်ပါလက်ပါ တောက်တရှိခောက်လိုက်ပြီးဒီတငယ်မရတဲ့လူကတော့ လူဖြက်ကျိုးနတ်ပါပြီကွာထို့တော့ပင်လေးလေးနဲ့နဲ့စုစုချာချာညှိလိုက်တော့ကြောင်းကိုခမောင်ဦးမှာပြုံးများတောင်ပြုံးမိတယ်သူတို့ပြောင်းလာကားစားမှုအသည့်မိတ်ဆွေတော့များဟန်မတူသေးဘူးခမရကမိတ်ဆွေသွားဖွဲ့ခြင်းလို့လားအခုတော့မျက်နှာပြောင်းလှတယ်ဗျာနောက်များမှသွားမှာပါသွားလေသွားသွားသူတို့ကလည်းဖေးကြီးဆုံးလို့ပျက်စီးပျက်စီးရထောက်ထောက်ခန်းခန်းလေးကြံခဲ့တာမဟုတ်လေတော့အားကိုရမယ့်ဘဝမှာ ်ငွေပေါ်လင်းချောဖမ်းရအောင်ရန်ကုန်ကိုဆင်းလာတာဖြစ်ချင်းဖြစ်မှာသူ့အမေကြီးကတော့တော်တော်လျင်ဆိုပဲဗျကိုခမောင်ဦးကကြားရတော့ဝေဖန်ချက်တွေကိုဂယုမပြူသူတကားလိုစိတ်နေချွေတွေပြုတ်ပြုတ်ပြောင်ပြောင်မပါပဲလေရိုးရိုးပြုံးပြုံးကလေးနဲ့ဖိုးလာမင်းကြီးတို့ထင်းထင်းပေါ်ပေါ်လှနေသည်ငကိုလှကလေးကိုသာဘဲပုံးနဲ့ရအောင်ယူရပါမလဲလို့အကြံထုတ်နေမိတယ်ကိုခမောင်းဦးဆိုပြန်လေခေလာတော့လူတော့မဟုတ်ချင် ယောက်ျားဘေဘီတတနဲ့ခန်းချောချောသူတယောက်ဖြစ်ပြလျင် BA ဘန်စင်းကိုင်အရာချိချုပ်မန်နေဂျင်းဒါရိုက်တာရဲ့အားအကိုဆုံးအခွင့်အရေးအလေးအမြတ်အခမ်းအနားဆုံးအပြင်သူ့ပိုင်စုငွေ2000လောက်တော့ချိပါသေးတယ်သူ့ထက်ပို၍ငွေကြေးချမ်းသာသူတကူအာနာရာတို့အရာခံရှိသူជីជីမာစတာတွေနှင့်ပင်ရှင်းရစီတော့သဘောအသက်ကာရယူတာတည်ကြည်မှု သူ့ယာသဝင်းတွေကဥအောင်ဆန်းကိုတိုင်သူ့ဘက်ကမဲတမဲသေးကြတယ် ဦးအောင်စံမပြောရေးဆိုခွင့်ဩဇာဒိတ်ကမရှိတယ်။ထို့နေ့ဧခံပွဲနေ့ကခင်မောင်ဦးကလှရည်မှုနဲ့မြင်းမှန်တမ်းမယုံလောက်သာကြိုးစားခဲ့တယ်။ကြိုးစားတဲ့အတိုင်းလေမျက်စီချင်း၃နေကလောက်ဆုံးမိတယ်။ဒါလောက်ဆိုရင် ပထမအဆင့်အတွက်သူ့ကျင်းနဲ့လေပြီ။ဦးအောင်စံနဲ့သူ့ရဲ့မိခင်မမောင်နှမနှဝမ်းခွဲလောက်တောဆက်တော့ကြောင်မုံဆုမအဖြစ်နဲ့ချို့ချို့ငဲ့ငဲ့စိတ်မချမ်းသာသေးတော့တားမိအား ဥအောင်ဆန်းအိမ်မှာပဲခေါ်၍ထားတယ်။ဤအကြောင်းတရားပင်ခင်မောင်ဥဤချွေလန်းငွေလန်းဖြက်လေတယ်။လှရီမုံဤမိခင်ကြီးကသူသမီးကိုခင်မောင်ဥလောက်နှင်းရောင်းရဲတင့်တယ်ပုံမရချွေသမဲ့ငွေသမဲ့သမဲ့ဘောင်းစုံမှာခေါင်းခေါက်၍ရွေးနေပုံရတယ်။မင်းကတော့ဝင်းကတော့တထိကတော့အမျိုးမျိုးနှင်းပေါင်းကားတင်းကားလေကားပတ်ခါအရက်ကိုသူသမီးဘန်းပြ၍ဆက်ဟာကောင်းတော့ဖြက်နေတယ်။ခင်မောင်ဥအဖို့မှာတော့ ပင်မြင့်ကဒဇင်ခက်ခလေးကိုတကြူမမေ့တမင်းနဲ့ကတိကကြီးလှမ်းနေပုံမျိုးရှိတော်တယ်။တကယ်မမေ့အောင်မြင်းရင်လဲအခွင့်ရေးကိုလက်ချော၍စိတ်ပြော့အောင် ဖြေနိုင်သေးတယ်။ယခုတော့မေ့လို့မေ့ခင်းနဲ့တစ်ချက်တစ်ချက်ထိလိုက်လေပြေကလေးကဒဇင်ကိုင်းကိုနောကိုင်းကစားပြီးဝင့်ကပင့်ကဘေညာရင်းရွယ်၍တိမ့်သွဲ့နေသလိုရှိနေခြင်းကြောင့်အာမလို့အာမရချစ်တော်သာဖြစ်เสียကောင်းလာတယ်။သို့တော့ သူတီးတယောက်ကောင်းဖို့ရောက်မှုဟုဆိုရမလားမသိပြုံပြုံတိုင်းတိုင်းနဲ့သူ့မိခင်ကြီးကွဲလွန်သွားကြတယ်။လှရီမုံမမိခင်တခုသမီးတခုမှုဝမ်းနဲ့ပက်လေရင်ကွဲစရာဖြစ်သလောက်ခင်မောင်းကိုအဖို့မှာတော့လောကကြီးတွင်အထီးကျန်လှရီမုံကိုပိုင်းပိုင်းနိုင်နိုင်ချစ်ခင်စောက်ချောက်ဖို့ဥအောင်စံကဖန်းစင်းပေးလိုက်တယ်။ခင်မောင်းကလှရီမုံကိုလက်ထပ်ပြီးကြတဲ့ကမိုးမမြင်လေမမြင်ချစ်ခဲ့တယ်။မိကုံရန်ကုံအလိုလိုက်ခဲ့တယ်။ ူအဖို့မှာ အလွန်အလွန်တောင်းတအကြောင်းကြဆောင်းစားခဲ့ရတော့ပန်းသစဉ်ကလေးမဟုတ်ပါလားတရက်မှတရက်တလားမှတလားတနှစ်မှတနှစ်ငါးနှစ်ကြာအောင် ကာလသာညောင်း၍ပြောင်းခဲ့တယ်ခင်မောင်းကိုအချက်ကတော့ဟောင်းနေသည်မရှိညာကားသာပူပူနွေးနွေးတုန်းကလိုချစ်မဝချုမဝယူရလို့မဆုံးနိုင်သေးပေအိမ်မှုကိစ္စတွေကိုကျွမ်းကျွမ်းချင်းချင်းနိုင်နိုင်နေနေစီမံပြုလုပ်နေတဲ့အခါမျိုးမှာကဘိုကယိုကတိကကြီး ချွေးကလေးတဆိုးဆိုးနဲ့တမျိုးကိုကြည့်လို့ကောင်းတယ်။ရေမို့ချိုးပြီလို့ဖြည်းဖြည်းလိုင်းလိုင်းပြုတ်ပြုတ်ပြင်းပြင်းလင်းဤဝေယဝက်စာအစရပါဖြစ်နေပြန်တော့တနာစရာချက်စရာ ခုံမင်းစရာကြီးဖြစ်နေပြန်တယ်။နာနာနေနေစကပြေးကလေးများပြောပြန်တော့လေပြရဝါစာတီတီတာတာနဲ့မပလီမခရာပဲကလီစာပါ တုံသွားလောက်အောင်လင်းအချက်ကိုစွဲဆောင်နိုင်တယ်။တခါတရံသူမကျင်းတ်ထားကလေးတွေးပြီးနှုတ်ခမ်းကလေးမစေးပဲ ခက်ဆူဆူစိတ်ဆူနရတောင်းမှ ပွေ့ပွေ့ပိုက်ပိုက်ပြုတ်ကချော့ကျင်စရာချစ်ချင်စရာနှုတ်ခမ်းကလေးကိုစုပ်ယူခြင်းစရာကလေးဖြစ်တယ်။နောက်ဆုံးဆိုရရင်အိယာပေါ်မှာခွေခွေကလေးအိပ်ပျော်နေစဉ်ပင် ကိုခမောင်းကိုအမြင်မှာတော့ရုပ်သေးတဲ့ကယမင်းရုပ်ကလေးစောင်းချုံပြီးတိတ်ထသလိုငကိုအပြုံးကလေးကကြီးကြီးလင်းလင်းစင်းစင်းကြဲကြဲနဲ့တိတ်တခုနန်းကျင်စရာကောင်းတယ်လို့ထင်မိတယ်။သူ့ကလေးတခုချင်းတခုချင်းနန်းလိုက်မိပြန်ရင်လေ ခြေလျာနဲ့မောင်း၍ကော့ထောင်နေသောမြေတောင်ကလေးတွေကတရုတ်မှရက်တောင်ကလေးများတဖြည်းဖြည်းဝင်း၍ပွင့်လာသလိုပွင့်ပြီးလင်နှုတ်ခမ်းကလေးကပါအလိုလိုပြုံးလျက်သားဖြင့်ဟင့်ချေကလေးကြီးထွက်လာကဟင်မောင်ထို့သို့နှုတ်ဆက်၍ပြည့်ဖြို့သွဲလျသောလက်မောင်းအိုနှစ်ဖက်စလုံးကခင်မောင်ဦးရဲ့ကိုင်းညွန့်နေသောလေတန်းကိုတိုင်းချုံရစ်ပတ်ပြီးပါချင်းအပ်ထားလိုက်လေတဲ့ချစ်တယ်လားမောင်ချစ်ချစ်အားကြီးချစ် အလှကရောဟင်လှချတာမောင်သေးသားနဲ့ဤစကားကလေးကြားလိုက်ရတော့ခင်မောင်ဦးရဲ့အသေးနှလုံးဆိုတာဒီမှာ ပြားဖျောင်းကိုမိအနာကတ်တယ်လို့အရေးဒီပြောကြကုန်လေတယ်ကိုခမောင်ဦးက သူမရနဲ့ပတ်သက်၍အောင်းဤတိခံနေရတာအချက်နှစ်ချက်သာရှိတယ်၎င်းတို့မှာအလွန်တရာပွဲကြိုက်ခြင်းနဲ့စိန်အတုကြောက်အတုတို့ကိုခုံမင်းနှစ်သက်ခြင်းပဲဖြစ်လေတယ်အဖို့တန်အဝဆားဆန်းဆိုသမျှ ဝယ်ခြင်းကတော့ခွင့်လွှတ်ပေးထားရတယ်။တကယ်ဆိုတော့လေဘယ်အစင်ဘယ်အသွေးဖြစ်ဖြစ်လှရင်မွန်ဤကိုဘော်ခါဘော်ရောက်သွားလီသူ့အသားရေကိုလုံးကိုတဲ့ကလေးနှင့်အစင်ပြေလွှန်းလှရာပိုက်ဆံကုန်းတကွာထို့သောမကြီးရက်လောက်အောင်ငေးကြည်နေမိသည့်အရသာက သူမရအပေါ်မှာမုရိတာတွေတိုးခဲ့ရတယ်။သူ့ကလူအဝဲစားတာမဟုတ်အိမ်အသုံးဆောင်ပြိဘောကကလေးတွေကမှအစကောင်းတာလှတာအဖို့တန်တာကလေးတွေမှ ။ဆုံရည်မဲ့ရည်သုံးတတ်တယ်။ခဏခဏဝဲထက်ပါသေးတယ်။ဒါကလေးတွေက သူ့နဲ့ဟတ်လိုက်တော့မင်းသမီးနဲ့ချွေးထီလို့အလွန်ပနန့်ရပြန်တယ်။ဒါတွေကြောင့်လဲခင်မောင်ရဲ့ဗန်းစုငွေတွေတစ်တစ်ဆင်အောင်ပြောင်းရုံမကတလ900ဒီဟူသောလာခပင်တလနဲ့တလအလျင်းမိအောင် မနေ့ကျိုးစာလာခဲ့ရတယ်။ချုံမော့လှပတ်တော့လှရင်မုံကိုကရောတွေကချစ်ကြတယ်။အပေါင်းအသင်းလှုပ်ကြတယ်။မကြမကြ ဧကံဘွဲကျိုးစိုးဘွဲမိစ္ဆေဘွဲလာ၍ခေါ်ကြတယ်စွဲကြတယ်မကြမကြလဲပြဇက်အသက်အဝင်းတိုင်းရုပ်ချင်းကအသက်တင်းတိုင်းအထုတန်းကခေါ်၍ခေါ်၍ပြကြတယ်တခါတခါများကိုခမောင်ဥပါသူမရနဲ့ကန့်လန့်ကန့်လန့်ပါသွားရသေးတယ်သူ့ကလူအခါများ၌ကိုခမောင်ဥမှာအတော်ကတိကောက်နိုင်လှတယ်သူမရကိုဝိုင်း၍အေးပေးလေးတမှုလှုပ်ကြသည့်ချားမှာ သူကိုယ်တိုင်ပင်ရောင်းရောင်းလဲလဲကြောင်ကြောင်တက်တက်ဖြစ်နေသောကြောင့်မိမသာရှိရတယ်ထို့ကြောင့်လဲနောင်များတော့မလိုက်လို့လှပြီသူကလူပွဲတွေလမ်းနေသွားတိုင်းလှရင်မုံကခဲ့အဆန်းဆုံးနောက်ဆုံးပေါ်အဝတ်စားတွေကိုသာမက သူပြောတော့စိန်အတုအကြောက်အတုဘရက်လက်ကောက်ဆိုတာတွေကိုအမြတ်တနို့ထုတ်ဝက်တတ်သောကြောင့်တခါတော့ငါတော့ကိုခမောင်ဦးက မုံမရဲနဲ့ကန့်ွယ်ဖို့တယ်အလှကလည်းကွာစိန်အဆက်မဝဲနိုင်ရင်လေ မိုးဝက်ဖဲချင်းချင်းသွားတာကကောင်းလေဦးမယ်။စိတ်မပါပေမဲ့ငါမိမကချောလာရင်းလှကြစ်တည်ရှိလာပါပြီကွာ။အပိုတန်းစားတွေမလိုပါဘူး။နောက်ပြီတော့လေမောင်းတခုပြောကျင်တဲ့ဒီလိုဘာမဟုတ်တဲ့မရေမရာကလေးတွေခဏခဏတမျိုးပြည့်တမျိုးဝဲဝဲလာမယ်အစတကယ်အစက်တခုတလေဝဲနိုင်အောင်ပိုက်ဆံစူးထားတာကမှကောင်းအောင်ပဲအဲ့ဒီလိုပြောလိုက်တော့အလှကလင်းသေးနေ့ တဖက်တလန့်ဖြစ်နေတော့လေစိတ်ကောညူးစိုးခြင်းမပြုတ်ပဲချိုးပြုံး၍ပုတ်တိပုတ်တန်နဲ့စောရကတက်လိုက်တယ်။မောင်ကားလေးကွေမိမရရဲ့သဘောကိုမသိသလိုပဲမိမာဆိုရင် မောင်မရတာမဟုတ်ဘူးမောင်ကြီးအစစ်မရရင်တောင်အတုအပါအလှကလေးတွေကိုဝဲချင်ကြတာဓမ္မတာပဲအဲ့ဒါမိမာတိုင်းပဲမောင်ကဘာသိလဲမင်္ဂလာဆောင်တို့ပွဲထိုင်တို့မှာဝဲလာတဲ့လူတိုင်းအစစ်တွေများမှတ်နေသလားဟင် ်ဝေးပါသေးတယ်ဓာမျိုးကြီးလူလိုပဲနောက်ပြီးကြည်ပါဦးဓာမျိုးပေမဲ့အဖို့ငယ်တယ်မှတ်သလားချွေးကအင်္ဂလိပ်ကားတဲ့ချွေးစိမ့်ကဓာတုဗေဒစိမ့်နမ်းမြီကိုကမှဲထားတာကြည်ပါလားစိမ့်မနိုင်ကြောက်မနိုင်တဲ့တကယ်စိမ့်တော့မနိုင်ဘူးဆိုပဲဟဲ့ဟဲ့ဟဲ့ကိုခမောင်ဦးကလှရီမုံပြောသည်မပြုံးပြုံးဖြည်းဖြည်းနှင့်သာငေးမောနားထောင်နေရုံရှိတယ်ဟုတ်လေဟုတ်ပေလိမ့်မယ်မိမတို့ရဲ့သဘောကတခါတရံ အဖို့တန်တာမတန်တာမကြီးဖန်လက်ကောက်ကလေးကအစအမြတ်တနို့ဝဲချင်ဝဲထားတတ်ကြတယ်တနေ့တလေညနေများမှာတော့ကိုခမောင်းကိုအလောက်က ပြန်လာချိန်တောင်းတနာစကားဆမြည်ပြောနေကြစဉ်ပင်လှရီမုံကဂရိပါတက်တာရှေကလေးတစ်ခုရှေ့တွင်ချ၍အကြီးအသွေးကောင်းလာတော့ပလဲကျိုးတကုံးကိုပြလေတယ်။ကဲမောင်ကြည်စမ်းဘဲသူက အတူလို့ပြောမလဲ။ဒါချစ်တဲ့ပလဲလေအလုံးကိုကြည်မလား။ အသွေးကိုကြည့်မလားတကယ်အဆက်နော်နော်မလှဘူးလားထိုးတို့ရဲချွမ်းပတ်ချွမ်းနဲ့ပြောရကကိုတိုင်းကိုကြခင်မောင်ရဲ့လဲဘင်းကိုဆင်းပေးလိုက်ပြည်လျင်အလွန်တရာနှစ်လိုတက်မဲ့သောမျက်လုံးကလေးနဲ့ခင်မောင်ဦးအားပခုံးမအကိုင်းကဘဲလဲညာလဲနဲ့သူ့ယတနာကိုသူ့အကဲခန့်နေပုံကလေးကခလိဆန်းတလူလူနဲ့ချက်စရာ ကောင်းလာတယ်ကိုခမောင်ဦးမှာတော့သူ့မယားကလေးပြုတ်မှုလှုပ်ရှားနေသည်မြလှတာကြည့်ပင် နောက်တခါခင်မောင်းရဲ့လေးဘင်းမှာဖြုတ်၍တရုတရသူ့လေးဘင်းတွင်ဆင်းပြလိုက်ပြန်နေ။မောင်းရဲ့ကြည့်ပါဦး။အလှနဲ့မလှဘူးလားယင်။ကိုခမောင်းဦးမျက်နှာအနားမှာသူ့လေတိုင်းကလေးကိုတဝဲဝဲတလှုပ်လှုပ်မောပြသည့်အခါတွင် ကိုခမောင်းဦးမှာနှုတ်ပသက်မှ ပြန်မဖြေနိုင်တော့အာရပါရပွေဖွေ၍နှစ်နှစ်ကာကာကြီးနန်းပစ်လိုက်တယ်။သူ့ကလောက်ကိုခမောင်းဦးကချက်ပေမဲ့ခုံမင်းခါရချက်လွန်းကလည်းတော့ကနောက်ဆုံးချီချေဤဆိုသူတို့ အလွန်အမင်းအေးမြလာတော့တနှစ်ကစောင်းတွင်ညသကောင်တော့ပွဲတစ်ပွဲကအပြန်မှာလှရီမွန်အေးမီလာခဲ့တယ်။နောက်တနေ့နှာမွန်၍နောက်တရက်မှာချောင်းတဟော့ဟော့ဆိုးလာခဲ့တယ်။ချောင်းဆိုးရာကနေကိုချစ်ချစ်တော့ပူပြီးဖြားတယ်။ကိုခမောင်းကဆေးအောင်ကိုကြပြကြရပင်းလာတဲ့အခါ အဆုပ်အေးမီတော့ယောဂါလို့သိရတယ်။မရအချောလာကလေးသူ့အသက်လောက်ချစ်ရသူကို သူ့အသက်လောက်ပင်စိုးရင်တကြီးကုသဘာတော်လဲဆဲရဲ့အလွန်တွင် ချင်းသိမင်းရဲ့လက်တွင်းသူ မရှိမဆန့်ထဲပေးလိုက်ရတော့တယ်ကိုခမောင်ဦးသည်ငိုရွေးမဆုံးငိုင်းရွေးမဆုံးသူ့အသက်နှလုံးတွေကို အသက်ချင်းနေလျက်ကဆွဲထုတ်သွားသလောက်ခံနေရတယ်သူ့စိတ်ထဲဝမ်းထဲမှာတိတိသားသားကြီးဟာနေတော့တယ်စားလို့လည်းမရအိတ်လို့လည်းမရထိုင်နေလို့လည်းမရထားသွားလည်းမရတခုလိုနေတာကို မတက်တာအောင်ခန်းစားနေရတယ်။အယူတစ်ပိုင်းဖြက်ခါစောက်ရီယာချား၍မရ။သူ့ကိုယ်သူတတ်တည်ဖို့ပင်စ조사မိတယ်။ခင်မောင်ဦးရဲ့သပင်များကထိုတလာတဲ့နှင်ဆော့ဆော့ဖြူလာခဲ့တယ်။နှထင်းနရင်တွေကြကမြက်တွင်းများဟောက်၍အသားအရည်တွေပင်ဖြူဖက်ဖြူလျော်ဖျော့တော်ညှို့မိန်လာခဲ့တယ်။အလုတ်သွားရင်လည်းအလုတ်တွင်ထဲမှာဘာကူမှစိတ်မဝင်စားနိုင်။မြေရည်တွေထွေထွေကြားပြီးနေရတာကအရသာလိုလိုထင်းနေတော့တယ်။ လုတ်ဖို့အကိုင်းပဲများကပင်ခင်မောင်းကိုကြီးကတနာကြတယ်အားပေးကြတယ်စိတ်ပြေလက်ပြောက်ဖြစ်အောင် စကားအဆမီ လာပြောကြတယ်ခင်မောင်းဦးကတော့ဘာမှပြန်မပြောတစိုက်ကလေးမှချွင်မလားအားပေးသူများကိုညည်ရီတလဲလဲနဲ့မော့ကြည့်၍ကျွန်တော်မှအသေးတွေမရှိတော့ဘူးဗျထို့တို့သာပြောတယ်အလုံးမှအိမ်ကိုရောက်ရင်တား၍စိုးတယ်လှရည်မုံရဲ့စမ်းတဲ့နုလွင်တော့ အင်းကြီးလုံးကြီးအဝက်စားဇာဘောလီပို့ဘွားကလေးကအစတက်တာကြီးငယ်ဗီယိုတွေထဲမှာဖွင့်၍တရွတရပါးနေအပ်မိတယ်မျက်နှာနဲ့ပေါ့မိတယ်နှာခေါင်းနဲ့နှစ်နှစ်ကားကားကြီးနန်းချုံမိတယ်အဆိုးဆုံးကတော့လာရင်မွန်အလွန်နှစ်သက်တတ်တဲ့ချွေအတုစိန်အတုကြောက်တန်ဗရမများနဲ့ပလဲယရနာကလေးများပင်ဖြစ်တယ်ဒါကလေးတွေမြင်ရလေဒါကလေးတွေကိုစင်စင်ပြီးမိမိမျက်နှာနာတရက်ဝဲဝဲအလှလားပြတယ် သူမယမျက်နာချိုကလေးကိုပိုး၍မြင်အောင်မှုလေဖြစ်တယ်။သေးတော်သူကြားလင်းမေးအဆိုမဲ့ခင်မောင်ဦးမှာတော့ဘလောက်ကြာကြာမမေးမမေးသမ မနေ့ကလူကွဲလိုက်ရသလိုရှိတယ်။တိုးတော်သူ့အချိန်လေးကပြောင်းမှန်းမသိပြောင်းလာခဲ့ရတယ်။၎င်းကသူ့ရဲ့စားရည်နေရည်စီးပွားရည်ဖြစ်တယ်။ရသည်မကိုမရအားပုံအပ်ခဲ့သဖြင့်ငွေကလေးကြေးကလေးအကျွမ်းအကျန်ကိုချားတော့အခါငွေစက်ကွယ်စား အင်းကြီးလုံးကြီးအလှပြင်မိကရေမွေပေါင်တာတိုးလီမိုလီပစ္စည်းကလေးများဝဲတဲ့ဘောင်းချားလေးသာတထက်ကြည့်တန်းဖို့တောင်းချီ၍တွေးရတယ်လင်းငယ်ငွေသားကတော့တဆဲမှပြည့်အောင်မရှိ ထိုးသည့်တိုင်အောင်ဆိုင်ရကျွေးများကလာသေးတယ်ကိုခမောင်းဘွားမှလွမ်းရည်တဲ့ကဝမ်းရည်ကပါခက်လာတော့တယ်ဒီနေ့တွင်က လွမ်းရည်ရောဝမ်းရည်ပါပြဿနာပြေးနိုင်သလောက်ပြေးနိုင်တယ်အခွင့်ရတစ်ခုကို ရုပ်ချီစဉ်းစားမိလိုက်တယ်။လှရင်မွန်မြန်တို့လှတဲ့စိန်အတုကြောက်အတုယတနာကလေးတွေကိုကိုင်းကြည့်ရင် လွမ်းနာထရသည့်ယောဂမှာတက်တာနိုင်အောင် ရောင်းပြလိုက်ဒီကမှာလွမ်းစရာလဲမိတ်ဝမ်းစာလဲတွေ့ရပေဦးမယ်။ထို့ကြောင့်တော်တော်အလေးချိန်စီးပုံရသောစိန်မနိုင်ကြောက်မနိုင်ဘရက်ကိုလက်နဲ့စနေရကအိတ်ထဲထည့်လိုက်မိတယ်။အင်္ဂလိပ်ကားရဲ့ချွေးနဲ့တေးသေးတတ်တတ်လှုပ်ထားသောလက်ရကပင် အစိတ်30တုံးမဟုတ် ၄၅၀လောက်တော့ရနိုင်စရာရှိတယ်လို့သူထဲမိတယ်။ပန်းဆိုတဲ့အလှပနဲ့ယတနာကလေးတွေရောင်းတော့ဘာဘူးဆိုင်ဒီဇိုင်းရှိမှရွက်ဝဲရွက်ဝဲလုံးနေမိသေးတယ်။တကယ်တော့လဲစိတ်မဆက်ချွေးမဆက်အဖို့တန်ပစ္စည်းမျိုးမဟုတ်တဲ့ဖြစ်ရောင်းကြမှာတယ်လို့ဝင်ပြောရမှာပင်ခက်ချက်ချက်ခက်ယွန့်ယွန့်ဖြစ်နေမိသေးတယ်။သို့တော်လဲကိုဝန်းနာ ကိုသာသိတယ်။မရောင်းလို့ကမဖြစ်လက်ထဲမှာငွေကလေး၄၅၀လောက်မှ မရှိရင်အခက်သား။ ထို့ကြောင့်ဆိုင်းနဲ့ဇိုးဝင်၍ဘာဘူးတယောက်အားထုတ်ပြလိုက်ပြီးဘာဘူးဓာကလေးရောင်းကျင်တယ်ဝယ်မလားထို့သောစကားဆလိုက်သည့်နောက်ပိုင်းတွင် ဘာဘူးကအောက်ခါငင်းကတေးချာသွားကြည့်လိုက်တယ်ပစ္စည်းကိုကြည့်ပြီးတော့ခင်မောင်ဦးရဲ့ရုပ်ရည်ကိုအကဲခတ်လိုက်ပြန်တယ်ထိုးမြနဲ့မပြည့်သေးခင်မောင်ဦးကဘာစကားမှမဖြေခင်ဗရက်ကိုယူသွား၍အခြားဘာဘူးကလာတယောက်ကိုဆိုင်းအတွင်းကခေါ်ယူထုတ်ပြပြည့်လျင် မာရဝါကြီးတို့အချီအချာပြောကပစ္စည်းကိုကြည့်လိုက်လူကိုကြည့်လိုက်အကဲခါပြည့်သည့်နောက်မှာ ပထမဘာဘူးကခတ်ယူယူကလေးကတ်လာကစိစီဆက်ဆက်လူကိုကြည့်နေသောကြောင့်ဘလောက်တံမလဲဘာဘူးတိတ်ပြီးတော့တန်းဖို့နည်းလာမယ်မဟုတ်ပါဘူးထို့သောကိုခမောင်းဦးကလက်ပြမလုံးသူလိုပြောသဖြင့်ဒါကိုတန်းဖို့ဖြတ်ရရင်တော့1200ကနေ1500လောက်တော့ရှိမှာပဲဝယ်ဖို့ကတော့ဒါကိုဆက်ဘဲကရလာတယ်ဆိုတာ ခိုင်ခိုင်မာမာပြောပြမှာဖြစ်မယ်။ဘာတန်ဖိုးငွေ1000ဟုတ်လားဘာဘူး။ကိုခမောင်းဦးမှာပါဇက်အဟောင်းသားနေရကဤသို့ထပ်မေးမိတယ်။မင်းနေစင်မှာလဲသူ့အုံတော်ထဲမှာဂျာဂျာလဲသွားတော်မတက်ချုပ်ထွေးကုန်းတော့တယ်။အေး1900ထပါဆက်ဘာဘူးတကယ်ပြောနာလားကဲကဲ1600ထပါလေဒီထက်တော့မပိုနိုင်ဘူးတခြားလဲပြကြင်ပြကြည့်ပါကိုခမောင်းဦးမှာ ဘာကူမှလည်းပြန်မပြောနိုင်ဘယ်လိုမှလည်းမတွေ့နိုင်ပဲနဲ့ဆိုင်ထဲမှာပျက်စီးကို အိတ်ထဲပြန်ထဲထွက်ခဲမိတယ်။သူ့ပဲယူနေသလားကလားတွေပဲယူနေကြသလားဒါပဲတွေးကြည့်နေမိတယ်။လှရင်မုံပြောတော့စိမ့်အတုကြောင်းအတုစိမ့်မနိုင်ကြောင်းမနိုင်တဲ့ယခုကလားတွေပြေးတော့စိမ့်အဆက်စေးဖြစ်နေပါဘကောကိုခမောင်ဦးသည်ခေါင်းထွေအောင်စဉ်းစားရင်၆လရာကမကိုလန်းသူ ရောက်လာသည်ဖြင့်ပထမတွေ့ရာ စိန်ဘာဘူးဆိုင်တဆိုင် ဝင်းပြလိုက်ပြန်နေဆိုင်ချင်းနဲ့တူတော့လူရဲလဲလဲဘာဘူးတယောက်ကကောက်ကြည့်ပြည်တင်တဲ့တပြိုင်နဲ့မျက်နာတစ်ခုလုံးချွင်းချွင်းပြုံးပြုံးကြီးဖြစ်လာကဟာဒါကျွန်တော်စီကဝဲသွားတဲ့ဘရက်ပဲထို့သောဝမ်းသာအားရပြောပြတယ်ဒါဖြင့်ဘလောက်နဲ့ပါလိဘာဘူးအကိုကျွန်တော်ကောင်းကောင်းမှတ်မိတာပေါ့နှစ်တောင်းနဲ့လေနေပါဦးဆက်နမ်းမဲကဘယ်သူလဲအဲ့တည်းကျွန်တော်သိပြစီလားခင်မောင်ဦး ြည်သူပန်စည်ရင်ကိုင်အရာရှိအိုဟိုဒါခမရမိမလာဝဲတာဗောမက်ဆာခင်မောင်ဦးလေအိုဟိုကျွန်တော်အားကြီးခင်တာဗောကျွန်တော်တောင်ပြောလိုက်ပါသေးတယ်ဘယ်အခါပြန်ရောက်ပြန်ရောက်ကျွန်တော်တောင်းချက်ထောင်းနဲ့ယူပါမယ်လို့အခုဆက်ရောင်းကျင်သလားကိုခမောင်ဦးမှာဘာကူမှပြန်မပြောနိုင်ဘရက်ကိုသာအကိုင်း၍ဆိုင်ထဲကထွက်လာခဲ့တယ်လှည်မွန်းလှည်မွန်းဒီငွေတွေလောင်းတယ် ဒါကိုဝယ်ရအောင်ဘဲကရတဲ့ငွေတွေလဲဘဲသူကပေးတဲ့ငွေတွေလဲသူနဲ့ညားတဲ့နောက်ပိုင်းမှာငါဘက်ကငွေတွေကုန်ခဲ့တယ်ငါသူ့ကိုတောင်းခဏမပြောနဲ့ထောင်ချီပြီးတော့တောင်းမအပ်နိုင်ဒါကို2000နဲ့ဝယ်တယ်အိမ်မှာကြမ်းသေးတယ်လက်ကောက်ငကပလဲကျူလက်စော်ဆိုတာတွေကိုတကယ်ဟာရီများဖြစ်နေပြီလားဖြစ်နေရင် သူ့ဘဲနေဘဲသူ့စီကခင်မောင်ဦးကလမ်းချောင်းရင်စဉ်းစားလာရမှာ သူ့ခြေထောက်ကမဟာပထဝီမြေကြီးတွေနှိမ့်နှိမ့်သွားသလိုစောင်းရွေစောင်းရွေသွားသလိုလှိုင်းကြီးသလိုထထလာသလိုထင်းနေမိတယ်လူတွေတက်ပင်နေအဆောက်အုံတွေကြားကြားလဲနေကြတယ်၎င်းတွေကြားကမင်းကတော်မျိုးစုံနဲ့အလွမ်းတင်လွှန်းလာတော့လှရည်မွန်ရဲ့မျက်နှာကတထေးဆိုးသူတွေအဋ္ဌိယတိုက်သမားတွေနဲ့မင်းရင်ဆိုရင်မကောက်အောင် ပေါင်းမှာအဲမှာဆစ်ဆံမာတွေမြင်အောင်မှီတော့တယ် လှရင်မုံကရင်ဝင်နဲ့ဝင်ပြီးတခါမြူလိုက်လေတသောနှစ်သောအပြော့ရေရောနိုင်ကြမိမှယောက်ျားချင်းကိုချင်းစားကြည့်တော့ယုတ်တိတွေပေါပေါက်လာတော့တယ်ကာမပိုင်လင်းသားသူ့ယောက်ျားဖြစ်ရတော့မိမိပင်လျင်သူသားလိုချင်မကခေါင်းငါစပင်ရင်ငါအသေးခွဲလိုပဲပေးလိုက်ချင်းသေးတယ်မဟုတ်ပါလားဒါတောင်းမှ သူ့ကာမကို ပိုင်ဆိုးသူ ဖြစ်တယ်တခါဆက်ဆံပုထုဇဉ်ယောက်ျားဝါလာတွေဆိုရင်ဖြစ် နင်းလောက်အောင်ပေးပြီသူ့အလှကိုကလေးကိုအိုးမတွေးရဆရာလမ်းသွားတယောက်ကခင်မောင်ဦးကိုဝင်းတိုးမိတယ်တကယ်ဆိုရင်တော့ခင်မောင်ဦးကပဲဝင်းတိုးခြင်းဖြစ်ပေမဲ့ထိုလူကရင်ကျေးစွာသူ့ကိုပင်တောင်းပန်သွားချတယ်ဒါကိုလည်းခယုံမပြူလမ်းကိုဖျက်အခုတွင်မော်တော်ကားတစ်စီးကဝီကနဲ့ပတ်သက်၍ချောင်းလိုက်ရတယ်နောက်ခိုင်း၂၀မကွာမီနောက်ကားတစ်စီးကတော့ ကျွေးကနဲ့နေအောင်အချိန်မီပရိတ်အုပ်လိုက်ရပြီမထုံတတိဆက်ချောင်းသွားသောခင်မောင်းဦးအားဒရိုင်ဘာကပက်ပက်ဆက်ဆက်ဆဲလိုက်သေးတယ်သို့တော်သူနာကမကြသူခေါင်းထဲတွင်လက်ဝက်လက်စားတွေနဲ့သူမရသူမရနဲ့လက်ဝက်လက်စားတွေဒီနှစ်ခုထဲနဲ့သာယူရောမတက်ဖြစ်လာခဲ့တယ်အသက်နဲ့ခန္ဓာဥစ္စာမကွဲသေးပဲအင်းသူ ပြန်ရောက်လာတော့အခါတခါလေအလုံးပိတ်၍အိတ်ရတဲ့ဝင်းကာချုံးပွဲချပြီး အာရပါရကျူးကျူးပါအောင်တဟိဟိနဲ့ငိုမိတယ်။ငိုရတာရတာရှိလာတယ်။ဝမ်းနဲ့ရင်ထဲကငို၍ကောင်းအောင်လှိုက်၍လှိုက်၍တက်လာတယ်။ငို၍အာရသလောက်ရှိတော့လှရည်မွန်ရဲ့ဘီယိုကိုဖွင့်က အခြားအခြားသောလက်ဝဲယတနာတွေပြုတ်ပြုတ်ပြောင်ပြောင်မှန်းသမျှအစစ်အငါကိုင်းကြည့်မိပြန်တယ်။ခါတိုင်းခါတိုင်းလွမ်း၍တားတား၍ကိုင်းချက်မျိုးဖြစ်တော်လေဒီတစ်ခါကိုင်းကြည့်ရတာကတော့ တမျိုးကြီးဖြစ်နေတယ်။သူ့ကိုလှရည်မုံကချက်တဲ့ချက်အောင်ချက်ပြည့်ရင်ချက်ချင်အောင်ဘယ်လိုမြူတတ်တယ်ဘယ်လိုကျူတတ်တယ်ဘယ်လိုကလူတတ်တယ်ဘယ်လိုမူတတ်သီတို့များလင်းငါ၆နယ်လုံးပေါင်းလာခြင်းကြောင့်အကျွဲ့မဲ့အရွက်ကုံအလုံးစုံသိပြီးခန်းစားစမ်းသပ်ပြီးဖြက်လေရာဤယတနာတဲ့အတွေ့အခြားသောကာမတဏအယတာကဲယောက်ျားငနေတွေနဲ့ချက်နေကြမှာကို ရုပ်မြင်တန်ကြာစဉ်းစားပြီးကြည့်မိတော့သူ့အသက်နှလုံးကိုအသင်းတုံထားနေတစ်ချက်ချင်းတစ်ချက်ချင်းမှုန်းတော့သလိုလွမ်းနာတွေပျောက်၍အခမ်းရခက်ထားတွေဒေါသပုံထားစရာတွေချစ်စိတ်နာဘဝသူရောက်ခဲ့တော့တယ်ကောင်းပါပြီအလှရာကောင်းပါပြီဒါတွေဟာမင်းရဲ့စိတ်မနိုင်ကြောက်မနိုင်တွေပေါ့ဟုတ်လားမင်းသစ္စာတွေဟာစိတ်ငါအပြတ်တတ်နိုင်လို့ငါကိုယ်ရာမှာမင်းတကူလုံး ထုံးလိုချေရေလိုနှောက်တာပြုံပြုံကြီးခံတော့မှာပေါ့လေငါရင်ထဲမှာချက်လုံးလားလို့ဆိုပြီးလွန်ကနေလွန်ကနေနေခဲ့သလိုစိန်အဆက်ဝဲပေးနိုင်မဲ့လူကုံထန်းရဲ့ရင်ဝင်ထဲမှာလဲလွန်ကနေလွန်ကနေနေပြလိုက်မှာပေါ့ခင်မောင်းကတောက်တချက်ခောက်ခအလောင်းကိုသွားဖော်၍ဓာတ်နဲ့နှုတ်တော့ပါအောင်ဆင်းပြစ်လိုက်ရှင်းတော့တယ်တို့ကလူလွမ်းစရာပေါ်သမျှနားစရာတွေနဲ့ဆိုးလိုက်တော့ဆိုးနေတော့မြေတွေချောပြီး နောက်နေသည့်ဥကောင်းမှာကြည်လင်လာတယ်။နောက်တနေ့နည်းနည်းလင်းတော့ခါတိုင်းအိယာထားနဲ့မတူအောင်ပို့ပေါ်ပါပါရှိနေတယ်။နေမင်းကလည်းသာသာရရာ ရှိနေတယ်။ပတ်ဝန်းကျင်ကပင်ជីနူးစရာပြောမျိုးစရာလို့ထင်ရတယ်။ခါတိုင်းခါတိုင်းတညာလုံးလွမ်းနာထားပြီးညတညာလုံးစိတ်မချမ်းမြေ့စွာမိုးလင်ကနီးမှတရိပ်မိတ်ဝေးထလာရခြင်းနိုးလာရခြင်းမဟုတ်တော့ယခုသေးက သူ့အသေးကယောဂါကို သူကိုယ်တိုင်ဓမ္မနတနဲ့ကူစားလိုက်လေပြီငါဘာလို့ဝမ်းနဲ့နေရမလဲဘာဖြစ်လို့စိတ်မချမ်းမသာဖြစ်နေရမလဲငွေရှိရင်ကိုယ်စိတ်ကိုဖျော်ပြနေမယ်ကိုခမောင်ဦးသည် မနေ့ကသွားပြတော့ဘရက်တာမကလှရီမွန်ပိုင်းဆိုင်သမျှပြုတ်ပြုတ်ပြက်ပြက်တီးအဲ့အပြည့်ထက်၍မကိုလန်းသူ ထွက်ခဲ့တယ်ကောင်းကောင်းမှတ်မိနေသောစိန်ပါဘူးသည် ကိုခမောင်ဦးအားလောကွယ်ပြူငှာမျက်နှာကြိုနှုတ်ဆက်ပြီး ်နေရာထိုင်ခင်းပေးလေတယ်ထို့နောက်သူတို့ဆုံးဆန်းထားကြလေသလားမသိဆက်မက်ဆက်ခမောင်းဟုဆုံးသွားတာမနေ့ကညနေကမှတိတယ်ကျွန်တော်တို့အားကြီးစိတ်မကောင်းဖြစ်ပါတယ်ဆက်ကျွန်တော်တို့ဆိုင်ကသာမဟုတ်ဘူးဟိုဘက်တိုက်နဲ့ဟိုဘက်တိုက်ကလည်းမနေ့ကမှအားလုံးတိကြတယ်အားလုံးဝမ်းနေတယ်မက်ဆက်ခမောင်းဟုဟိုဘက်ဆိုင်နေမှာလေအားကြီးစိတ်ဝဲတယ်ကဲဒါတွေပြော မနေနဲ့တော့ဘာဘူး မနေ့ကဘရက်တယ်မကဘူးဒါတွေပါရောင်းကျင်တယ်ကိုခမောင်ဦးကပစ္စည်းတွေအလုံးထုတ်ပြတယ်စိန်ဘာဘူးကမျက်လုံးပြူမျက်စံပြူကအခြားတိုက်ကဘာဘူးတွေပါ အရေးတကြီးခေါ်၍ပြသဖြင့်ဝိုင်းဝိုင်းလေ ရောက်လာကြတယ်ကျွန်တော်တို့အားလုံးဈေးမှန်မှန်နဲ့ပြန်ဝယ်ပါမယ်ဆက်အ ਨੇ စုံတသိန်း5000ဘူးလောက်ရှိပါလိမ့်မယ်အိုးဘာဘူးကလေးက ကျင်နာစွာဆုတ်တက်လိုက်ပြီးမှဆက်လက်၍ကျွန်တော်တို့သိပါတယ်ဗရဆတ်ဗရဆတ်ဓာရီကိုကြည်ကြည်ပြီးအာကြီးစိတ်မကောင်းဘူးဖြစ်မယ်ဒါကြောင့်အားလုံးရောင်းပြထားကျွန်တော်တို့နားလဲပါတယ်မမကိုအာကြီးတနာပါတယ်ဗရဆတ်ကိုလည်းအများကြီးတနာပါတယ်ခင်မောင်ဦးမှာတော့ဘာစကားမှပြန်မဖြေတွေးရင်တွေးရွေးတာနေတော့တယ်သူ့စိတ်မှာသူ့ကိုယ်တွင်မရှိ စိတ်မနိုင်ကြောက်မနိုင်ဒီမှာသာ ရှိတယ် ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ